တရှုံမင်းအောင်လိုင်ရဲ့စစ်မှုထမ်းဥပဒေခေါ်ယူမှုပြီးတဲ့နောက်မှာတော့လူငယ်တော်မြဟာနေရဒေသတည်သမှရှိတဲ့တော်လိုင်းတတိတွေဝင်လာတာတွေ့ရှိရပါတယ်။အဲ့ဒီကမှ ENP တက်မှာတော့ KA အပတ်စဉ်86တော်လိုင်းတတိတွေဝင်လာတဲ့လူငယ်တွေရဲ့သင်တန်းစင်းပွဲနဲ့စီးပြခန်းသားလေးကိုပြန်လည်မျှဝေနေပဲ TV2 လေးကိုစတင်ပြလှည့်ပါတယ်။နောက်မှာတော့ဒီနေ့ရဲ့မန်တပိုင်းတီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြထားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးသွားဖို့နေရာကနေပြီးတော့အမှန်တောင်းဆိုလိုက်ပါတယ်။ ော်လန်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျစ်ရိုရီရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးတွေရရှိမလို့တွားပြီးကမှတော့ယနေ့မက်စလာ12ရက်နေ့ဗုဒ္ဓဦးနေ့ရမနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါရစေ။စစ်ကောင်းဆောင်များကတော့၎င်းတို့၏အကျိုးစီးပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းတမာသိမ်းပိုက်ထားသည်မှာဒီနေ့မှဆိုရင်တော့1500တရက်ရှိပြီဖြစ်ပါရစေ။မနက်ငယ်တဝန်းစစ်ကောင်စီကစတေးတာတွင်စစ်ခွေးတည်ဆုံးမှုစီးရင်မှာတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာ43ကောင်16ဦးအရှင်မိပြီးနှစ်ဦးကတော့လင်းဝင်လာပြီး ပြည်သူတာကောင်းရဲနာတော်လိုင်းရဲဘော်၃ကတော့စေမကောင်းစွာပြင်ချဆုံးခဲ့ရပါတယ်။တနင်္သာရီတိုင်းတရဲ6မှာအကောင်20တနင်္သာရီတိုင်းပလောမြို့မှာ2ဦးလင်းဝင်ရောက်ပြီးပြင်းပြင်းနဲ့ကော့ဂရိတ်မှာ3ကောင်နဲ့မန္တလေးတိုင်းကျော်ပရောင်းမှာတကောင်ဒီဒီသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ပရောင်းဆုံးသတင်းတပုတ်အနေနဲ့ကတော့အာယခတ်တတော်အေအေထိုးစစ်စင်တိုက်ခိုက်နေတဲ့ဘကိုးတိုင်းပရောင်းမြို့နယ်တဲကညောင်ကျိုးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှဥရှိပင်မြို့သူစုခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ ။ဥရှိပြည်သတင်းမြေကတော့အေးထိုးစစ်ကဥရှိပြည်မျိုးတဲ့ထီတော့မရောက်သေးပါဘူး။ဒါပေမဲ့မြို့နယ်တော်တော်တော်နီးနေပြီးစစ်ရေးကတော့ပြင်းထန်နေပါတယ်။စစ်ကားတွေတက်ဆင်းများတဲ့တောင်ပေါ်ကဒဏ်ရာရတဲ့စစ်သားတွေကိုပြန်တဲထုတ်နေတဲ့ဥစစ်ကဥရှိပြည်မျိုးဘက်ကိုဥတီလာနေပြီးပြောလို့ရပါတယ်။တက်ဖက်ကတော့လေချောင်းတိုက်ခတ်မှုရောလက်နက်ကြီးတွေရောတလျှောက်လုံးပြစ်နေတာကိုတွေ့ရှိနေရပါတယ်။အေးရဲ့ထိုးစစ်ကြောင့်ညောင်ကျိုးတက်စကမ်းမစစ်ကောင်စီတပ်တွေဟာဥရှိပြည်မျိုးကိုပြန်လဲဆုတ်ခွာနေတဲ့အချိန်မှာပဲတိုက်ပွဲတွေကလည်းဥရှိပြည်မျိုးနီးကိုရောက်ရှိလာတာဖြစ်ပါတယ်။ ။ဒါဟာဇန်နဝါရီလမှာစတင်ခဲ့တဲ့ဗကိုးတိုင်းဗရောင်းမြို့နယ်ညောင်ကျိုးတက်စကန်ကိုအေအေနဲ့စစ်ကောင်စီတများကြတိုက်ပွဲတွေရာပြင်းထန်ခဲ့တာဖြစ်ပါတယ်။မတ်လ17ရက်နေ့မှာတော့ဗရောင်းမြို့နယ်ညောင်ကျိုးစကန်ကိုအေအေရဲ့ထိုးစစ်ကကျော်လွန်လာကဥရှိပင်မြို့အနီးကိုပါဥတီရောက်ရှိလာရောစစ်တပ်စစ်ကြောင်းများနဲ့စစ်ကူများဟာဥရှိပင်မြို့တွင်ပြန်လည်အင်အားစုတင်ကြောင်းသိရပါတယ်။ တမတ်စစ်တရစစ်စစ်ကြောင်းများဟာဥရှိပင်မြို့မှာကြီးကျယ်စစ်ပင်စင်တွေကမြို့ကိုအခြေပြုထားတဲ့မြောက်တဲ့စခန်းများကလည်းလက်နက်ကြီးများဖြင့်တစ်ချိန်လုံးပစ်ခတ်နေကြောင်းဥရှိပင်မြို့နီးမှာစစ်တရလက်နက်ကြီးပစ်ခတ်တံများကိုကျဲလောင်စွာကြားနေရကြောင်းစစ်ကောင်စီရဲ့စီရင်နှမ်းများမှာလည်းဥရှိပင်ပထောင်လမ်းပိုက်မှာအတက်အဆင်းများပြားနေကြောင်းသိရှိရပါတယ်။အောင်ကျိုးမှာတန်ရန်ရတဲ့စစ်သားတွေကိုပီဒါဆာကနဲ့အနီးနားကတက်စကန်နဲ့တိုက်နယ်စေယုံတွေမှာကုသပေးနေတယ်လို့လူယူရဲ့အရင်များပြားတာကြောင့် ပရင်မလောက်လို့မြို့တော်ခမ်းမာတွေကိုတော့ယာယီစည်ုံဖြစ်ပရင်တွေချပြီးကုသနေတယ်လို့ပြည်မျိုးအခြေစိုက်တသတင်းကြီးမိကနေပြီးတော့လက်ပုံလေးနဲ့တကူဖြန့်ဝေလာတာကိုတွေ့ရှိရပါတယ်တဲ့ရင်တို့မှာတော့ဘကိုးတိုင်းမှာအာရခိုင်တက်တော်အေအေကလည်းကြမ်းပြနေတယ်လို့မုံမီနဲ့ရေးမြုံမှာလည်းရေးပလူကလည်းကြမ်းပြနေပါဗါးမုံမီနဲ့ရေးမြုံနဲ့ကွန်တူးကျေးရွာထိတ်ရှိအချမ်းဘတ်စစ်တဲ့ကင်းမုံနေရာကိုရေးပလူဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာတော့ကင်းဝင်နေတဲ့စစ်သားအလုံးထွက်ပြေးသွားကြောင်းရေးပလူဖွဲ့ခေါင်းဆောင်ကပြောထားပါဗါးမက်စတာစတီယန်ကြီးက ပုံတူးကြေးရရှိပြည်သူများဖြတ်တန်းသွားလာသောလမ်းကိုပိတ်ဆို့ပြီးကင်းမုံချထားတဲ့အကြမ်းဖက်စစ်တပ်ကိုရေဘလူအဖွဲ့ကဝင်ရောက်တိုက်ခတ်စဉ်စစ်ကောင်စီတပ်သားများပြန်လည်တိုက်ခတ်ခြင်းမပြုလို့ပဲပပီးတိတ်ဆောင်သွားတာဖြစ်ပါတယ်။ရေဘလူအတန်ကြာတာနဲ့ဖင်တော်အောင်ကြောက်နေတဲ့စစ်ကောင်စီရဲ့စစ်ကွေးတွေအနေနဲ့ကတော့ပြေးအောင်လိတ်ပါမှရှိပါဘူး။ ကျွန်တော်တို့ဒီနေ့ကွန်တူးကြေးရထိုင်မှာသူတို့ပေါ်ကရွာသားတွေဖျက်ဆန်းသွားလို့မရအောင်လမ်းကိုကြောက်ကားနဲ့ပိတ်ထားတာကြာပြီးကျွန်တော်တို့တခါတိုက်ပွဲဖြစ်တဲ့နေရာပေါ့အဲ့နေရာကိုခြေမုံရေးဒီနေ့ပြန်ဆင်းတော့သူတို့တွေထွက်ပြေးသွားတယ်သူတို့မหนีရဲဘူးကျွန်တော်တို့ဂိတ်ကိုအသိစီရမိတယ်မိရှို့ဖျက်ဆီးလိုက်တယ်သူတို့ယူနီဖောင်းတွေပါမယူဘဲထွက်ပြေးသွားပါတယ်လို့ရေးဘလူးဖွဲ့ကောင်းဆောင်ကပြောထားတာသိရှိရပါတယ်နောက်ထပ်သတင်းတွေမှာတော့အဝယ်စီမံကိန်းကိုရုရှားလက်ထက်ကိုအပ်ဖို့အတွက်အဝယ်စီမံကိန်းမှာပြည်လုံးနေတဲ့မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အထူးစည်းဝေးဆောင် SPV ကိုဖျက်သိမ်းရန် သူခေါင်းဆောင်တိုးဝင်ကတော့ညွှန်ကြလိုက်ဖြစ်ပါတယ်။တရင်တိုင်းတိုင်းတဝဲထူးစီးပွားရေးဆောင်စီမံကိန်းကိုရုရှားလက်ထက်ကိုအရန်မြန်မာဂျပန်ထိုင်းနိုင်ငံတို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်ဒုတိယစီးပွားရေးဆောင် SPV ကိုဖျက်သိမ်းရန်ညီတိုင်းဆွေးနွေးရန်ဒုစစ်ခေါင်းဆောင်စိုးဝင်ကညွှန်ကြလိုက်ခြင်းဖြစ်ပါတယ်။တဝဲထူးစီးပွားရေးဆောင်နေဖြင့် SPV ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီးမြန်မာထိုင်းဂျပန်သုံးနိုင်ငံညီတိုင်းဆွေးနွေးပြီးပြည်ပြောင်ဆောင်ရွက်ကြရန်လိုကြောင်းတဝဲစီမံကိန်းတွင်ယင်းခင်ယင်းဒီမြုပ်နှံထားခဲ့တဲ့အီတလီယန် ိုင်းဆောင်ရွက်သည့်ကိစ္စများပြီးမြောက်သွားတော့လဲဥပဒေကြောင်းအရဆက်လက်ရှင်းလင်းဆောင်ရွက်ရမည့်ကိစ္စရများကိုအစဉ်ပြေချောမွေစာဖြင့်သက်ဆိုင်ရာဥပဒေပညာရှင်များရဲ့လှုပ်ထုံးနှုန်းဤများအရဆောင်ရွက်သွားရန်အရေးကြီးကြောင်းပယ်ဖြတ်ပြီးရင်တော့ရုရှားကိုတဝယ်စကန်အပြီးပိုင်ပြီးတော့မှဖြစ်ကြောင်းကိုလည်းမင်းအောင်လိုင်းရဲ့ညွှန်ကြားချက်ကြောင့်စိုးဝင်းကထပ်မံညွှန်ကြားလာတော့တွေ့ရှိရပါတယ်။ကဲမင်းအောင်လိုင်းတို့စိုးဝင်းတို့ကဒီတိုင်းဆက်ထားမယ်ဆိုရင်တော့မြန်မာတိုင်းနိုင်ငံလုံးဟာရုရှားနဲ့တရုတ်လက်ထက်ကိုရောက်ရှိတော့မှာတော့အသေးချာပါပဲ။အခုဒီပြိုလေးမှာတရုတ်ရဲ့ပုဂ္ဂိုလ်ကတော့အားလုံးသိမှထင်ပါတယ်။ဒါကတော့ဦးစားကနာဖြစ်ပါတယ်။မေစုကိုတိုင်ဦးစားကနာကြီး NLD တဲ့ကိုဝင်ပြီးတော့နိုင်ငံအတွက်လှုပ်လေးလုံးမလားဆိုပြီးတော့ပိတ်ခေါ်ခဲ့ပြီမလဲကုစားကနာကတော့ငင်းခဲ့ပါတယ်။နောက်လျှောက်နိုင်ငံရေးတွေကိုအားကျုံမှန်တဲ့လှုပ်လာခဲ့တဲ့ကုစားတယောက်အလို့ငင်းခဲ့လဲ2015ခုနှစ်2020ကြားမှာဘာတွေပြောခဲ့လဲဆိုတာတော့ကြည့်ရသေးတဲ့မျိုးတွေဖြစ်ဖြစ်ကြည့်ပြီးတော့ပြန်လှည့်ပြီးတော့မေ့နေလို့အဓိကပြန်ကြည့်နေတဲ့သူတွေဖြစ်ဖြစ်ကြည့်လို့ရအောင်ကျွန်တော်အနေနဲ့ပြန်လှည့်မျှဝေပြီးတဲ့ချင်းဖြစ်ပါတယ်။ဆိုကျွန်တော်တို့ဟိုဟိုဂျုံတွေ့ရတဲ့အအကြောင်းလေးတွေကျွန်တော်တို့ပြောနေရတာဟိုကျွန်တော်တို့တိုင်းပြည်ထဲမှာလည်း အခုဆိုရင်ဟိုဒီရောက်လာတော့တချို့ကလည်းမေးတယ်ငါတို့ဗမာပြည်ပြန်ရမှာလားဟွန်းဒုတိယမဟုတ်ငါတို့တွေဗမာပြည်အခြေအနေကြီးကပြောင်းလဲသွားပြီလားတကယ်တိုးတက်သွားပြီလားအစသဖြင့်ကျွန်တော်တို့မေးပါတယ်မေးတော့လေကျွန်တော်လည်းအမှန်တိုင်းပြောတယ်ကျွန်တော်ဘယ်တော့မှလည်းမဟုတ်တာလည်းမပြောတတ်ဘူးပြောရင်လည်းကျွန်တော်အမှန်ပဲပြောတယ်အဲ့ပြောတဲ့စကားမှလည်းရှင်းရှင်းပဲကျွန်တော်အခုလည်းဒီရှိမှဒီစကားပဲကျွန်တော် ပြောရမှာပဲဟိုဘယ်သူကပြောတာလဲပြောင်းလဲသွားပြီလို့ဟွန်း ့ကျွန်တော်တော့သိဘူးတကယ်လို့အဲ့လိုမျိုးမေးမယ်ဆိုလဲကျွန်တော်တခါတည်းဖြေပြီးသားပဲဘယ်သူကပြောတာလဲလို့ပဲကျွန်တော်မေးရမှာပဲလေကျွန်တော်တို့တန်ပြီမှာဒီမိုကရေစီရလို့ပြုပြင်ပြောင်းလဲနေပါပြီဆိုတာတနည်းအားပဲရှိတယ်အဲ့ဒါဒေါ်အောင်ဆန်းစုကြည် channel မှာဟုတ်တယ်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတအုံအုံထားရတာပဲ ဟိုအစိုးတော်တွေလက်တုံးအောင်ထားနေတာပဲခြံအပြင်ရောက်တာနဲ့ဒီချက်တွေချွတ်တော့တာပဲခြံထဲမှာတော့အပြည့်ပဲအဲကျွန်တော်တို့ကြီးရင်ကြီးနေသူတို့တော့ကြောက်လာပါတယ်သူတို့ကလည်းကျွန်တော်ကိုပြောပါတယ်ခမရလည်းတော်တော်ကြောက်တယ်လူပဲတဲ့ဟုတ်ပါတယ်ကြောက်ပါတယ်ဘာလို့လဲဆိုတော့မတတ်နိုင်ဘူးကျွန်တော်ပြောချင်တဲ့အကြောင်းအရာဒီလိုပါဒါရည်စရာဖြစ်နေတာပြောပြမယ်ကျွန်တော်တို့ကတိုင်းပြည်တစ်ခုကိုရှေ့သွားနေကြတာဗျာ ျွန်တော်တို့တိုင်းပြည်နှစ်ပေါင်း20ကျော်23နှစ်ကျော်ခုမဆလခေတ်ကစတင်နှစ်ပေါင်း90လောက်ကျွန်တော်တို့အကြီးအကျယ်ပြဿနာပေါင်း16တောင်ဒုက္ခပေါင်းများစွာနဲ့ကျွန်တော်တို့တိုင်းပြည်ဖြစ်လာခဲ့ပြီးသားဟာနောက်တစ်ခါအမောင်လေးကိုကျွန်တော်တို့ပြန်ဆွဲခေါ်တဲ့လားဆိုတာကျွန်တော်တို့စဉ်းစားတင်ဆုံချက်ပါအဲ့ဒါလို့ဆိုရင်တပတ်ကကျွန်တော်တို့ ਨੇ စကားပြောနေရပြီကျွန်တော်တို့ ਨੇ ရင်ဆိုင်နေရတဲ့သူတွေဟာစစ်သားတွေဆိုတော့မမေ့သင့်ဘူး။ဟွန်း ျွန်တော်လင်းချိန်တိုင်ဖန်ခံခဲ့ရပါတယ်၁၇နှစ်ကျော်ကျွန်တော်ရဲ့အကောင်းဆုံးအသက်တွေကိုထောင်ထဲမှာဖြုံးခဲ့ရပါတယ်ကျွန်တော်တငယ်ချင်းတွေဖြစ်တဲ့မင်းကိုနိုင်တို့နှစ်20ကျော်ထောင်ထဲမှာအချိန်တွေဖြုံးခဲ့ကြရတယ်အခုရှေ့ကျွန်တော်တို့အလုပ်လုပ်ရမယ့်အချိန်ဖြစ်သွားပြီအခုလိုအချိန်ခါမျိုးမှာတစ်ဖက်ကပြန်စဉ်းစားကြည့်တော့ဟင်ခေအဆက်ဆက်ဒီကောင်တွေကိုငါတို့ကမော်တော်ကားတွေထုတ်ပေးတယ်လီဖုန်းတွေထုတ်ပေး မြေခွက်တွေထုတ်ပေးထားတဲ့အစိုးတော်တွေရုပ်ရှင်မင်းသားတွေအခုဘလို့ဖြစ်ပြီးအဲ့ဒီနာရောက်သွားတာလေ။ဟွန်းကျွန်တော်တို့သူတို့နေရာကနေစဉ်းစားကြည့်စီရှင်ပါတယ်။သူတို့ဘက်ကလည်းဒီလိုစဉ်းစားလာရမှာပဲ။ဟိုတုန်းကတော့နိုင်ငံတော်ကားမှမရရရင်ကိုကိုကိုတတ်ချင်လောက်အောင်သေချင်လောက်အောင်ဖြစ်နေတဲ့ရုပ်ရှင်သမားတွေနိုင်ငံတော်ကငါတို့ကိုမခေါ်ဘူးလို့ကြပါအောင်ကျွန်မပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်တတပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ် အဲ့ဒီလူတွေအကုန်လုံးကအန္တိနာအကုန်ရောက်ကုန်တယ်။ဒါကျွန်တော်ပြောတာရှင်းရှင်းလေးတစ်ဖက်ကလူကဘလို့စဉ်းစားလာမလဲဒီလူကြီးလားဒီလူကြီးလားဒီလူအတွေးကိုသူတို့ကိုဘာဖြစ်လို့ပေးချင်တာလဲအစိုးတော်တွေရောအရင်တော့ဆိုရင်အဲ့ဆယ်ကြီးပြီးပြီဆယ်ကြီးပြီးပြီဆိုတက်ကကျင်တဲ့အစိုးတော်တွေအများကြီးပဲအခုကျမှမြစ်စုံဆယ်ကျမှလာပြီးရောရောချတော့တာသူတို့က ဗမာပြည်ကတရားတိုင်းပေါ်မှာသူတို့တက်တက်ခုံကတာမနေဘူးဆယ်တခုဆောက်ပြီးလို့မှအဲ့ဒါတရိုးမကန်ရသေးဘူးသူတို့တက်ကပြီးပြီအဲ့ဒီလူလုတ်ခဲ့တုန်းကလုတ်ခဲ့ကြတယ်အပြစ်မပြောပါဘူးကျွန်တော်ကဒါပေမဲ့ခုလေအဲ့ဒါလောက်မျက်စိနှောင်းတော့မလုတ်ကြပါနဲ့ဟုတ်ပြီတတရတစ်ချက်ကျွန်တော်ထပ်ပြောပြစီအစိုးရနဲ့ပတ်သက်ခဲ့တဲ့စီးပွားရေးသမားတွေကြီးပါပဲကျွန်တော်တိုင်ပြည်မှာစီးပွားရေးပညာရှင်စီးပွားရေးနားလေတဲ့လူတယောက်မှမရှိပါဘူး မရှိလို့လည်းအခုဒုက္ခရောက်နေတာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ထဲမှာ ရှိနေတဲ့ပြဿနာသည်ဖြောင်းဒါလေးတော့လှုပ်လို့ကောင်းတယ်ကွာစော်လိုက်ပလားအေးခုတ်လိုက်ခုတ်လိုက်ခုတ်လိုက်ဟိုကလေးတော့တူးတူးလိုက်ကွာတူးပလိုက်ဒီလိုနဲ့ပတ်စံချမ်းသာလာတာလေစည်းဝါးရေးကိုစနစ်တကျလေ့လာပြီးစည်းဝါးရေးကိုတက်ကြွပြီးနားလည်ပြီးစည်းဝါးရှာခဲ့ပြီးတိုင်းသူပြည်သားအလုတ်ရအောင်လုပ်ခဲ့ကြတဲ့သူတွေမဟုတ်ပါဘူးအဲ့ဒီလူတွေအားလုံးကလည်း အခုတော့88တုံးကလည်းကျွန်တော်ပါတယ်ဗျဘယ်တုံးကလည်းကျွန်တော်ပါတယ်ခဲ့ဗျာဟောကုန်ပါကုန်မြန်ပြီဗျအခုထောင်ထွက်ဆိုတဲ့လူတွေကလည်းပါဘယ်ထောင်ကဘလို့ထွက်လာမှန်းတော့မသိဘူးအဲ့ဒါလေးလည်းဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တို့တွေ့နေရတဲ့အစိုးရကမနစ်တနေ့ကမှမွေးလာတဲ့အစိုးရလို့ပြောလို့ရတယ်အချိန်မရွေးပြဿနာတက်နိုင်တယ်မိနေကြမှာဆိုလို့လည်းကျွန်တော်ပြောခြင်းနဲ့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဒီ ဘာမှမလိုပဲအလိုအလျောက်စစ်တပ်ကအာဏာသိမ်းလို့ရတယ်တရဝင်းမိနေကြမှာစုလို့မျက်စိနောင်အောင်မလုပ်စီခြင်းဘူးကျွန်တော်တို့တိုင်းပြည်နောက်တစ်ခါထပ်ပြီးကျွန်တော်တို့အမောင်တဲကိုပြန်ဆွဲမသွားခြင်းဘူးကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရဲ့နောက်ထပ်လာမယ့် music တွေကျွန်တော်ကဒီနေ့တည်သွားပြဿနာမရှိဘူးအသက်90ကျော်နေပြီတည်လို့ရတယ်10နှစ်10နှစ်နှစ်20 25နှစ်ကလေးတွေနောက်ခါတိုင်းပြည်အပြင်ဘက်ကိုထွက်ပြီးဒုက္ခရောက်ရမယ့်ဘဝမျိုးတွေကျွန်တော်တို့မမြင်ကျင်တော့ဘူး ဒီတော့သူတို့ကိုပိုင်ပင်လျင်ကျွန်တော်တို့ကခမရတို့နောက်ပြန်မလှည့်နေတော့ခမရတို့နောက်ပြန်မလှည့်နေတော့လို့ဖြစ်အောင်ကျွန်တော်တို့ကိုယ်တိုင်ကသူတို့ကိုဝုန်းပြီးတော့တွန်းနေရတဲ့အခြေအနေပါဒါကိုကျွန်တော်အမှန်တိုင်းရှင်းပြတချို့ဒီကိစ္စတွေမှာမဟုတ်ဘူးဘာလုပ်လိုက်မလဲဟာညာလုပ်လိုက်မလဲဘယ်သူကတော့ဘာဘယ်နာကပြောနေတာလဲကျွန်တော်မေးရဘယ်နာကပြောနေကြတာလဲလက်တွေ့ကျွန်တော်တို့ရန်ကုန်မှာရင်ဆိုင်နေရတဲ့အဖြစ်အပျက်ကိုကျွန်တော်ပြောပြတာအစိုးရဖွဲ့တဲမှာလည်းပဲ အာလုံးပြုပြင်ပြောင်းလဲမှုကိုလူလားနေတဲ့လူတွေမဟုတ်ပါဘူး။อืมလွတ်တော်ကိုဒီလိုကြိုင်ထားခြင်းတဲ့လူတွေအများကြီးပဲ။ဒေါ်ဆန်းစုကြည်ကိုလွတ်တော်တဲ့ကိုလာပါလို့တစားစားဖိတ်ခေါ်လိုက်လို့ဒေါ်ဆန်းစုကြည်ကလွတ်တော်တဲ့ရောက်သွားရင် တကဘာလုံးကအတိမတ်ပြီးသွားတော့မယ်အဲ့ဒီလွတ်တော်ကို legitimacy ရသွားပါပြီ။အင်မတန်ကျင်းမြောင်းတဲ့တကားပေါက်ကလေးတပေါက်ကူတာဖွင့်ထားတာ။ ငါတို့တိုင်းပြည်မှာလွတ်တော်ရှိတယ်ငါတို့တိုင်းပြည်မှာအတိုက်ခံရှိတယ်လို့တကဘာလုံးကိုပြပြီးကဘာရဲ့အသိအမှတ်ပြုမှုကိုယူလိုက်ရမှာပါဒီလမ်းကြီးကိုတည်တည်ကြီးနဲ့ကျွန်တော်တို့တနိုင်ငံလုံးဝင်နေပါတယ်ဘာကြောင့်ဝင်နေရတာလဲဆိုတာခုနကတုန်းကပြောခြင်းနဲ့အချီအနှီးအားလုံးကိုပြေလည်အောင်အချီအနှီးအားလုံးကိုပြန်ပြီးတင့်မြတ်အောင်ဆိုတဲ့စိတ်နဲ့အန်တီကိုတိုင်းပင်လျင်သူ့ကိုယ်သူ sacrifice လုပ်ပြီးလွတ်တော်ရဲ့ဝင်သွားရှာတာပါဝင်ခြင်းလုံးလုံးဝင်သွားတာမဟုတ်ပါဘူး ဒါကိုကျွန်တော်ဒီနေရာမှာကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပွဲစားမဟုတ်ဘူးเนาะကျွန်တော်ရှင်းပြနေတာမဟုတ်ဘူးသူအခြေအနေကိုအမှန်တိုင်းကျွန်တော်ပြောတာဒီအပိုင်းမှာတော့အားလုံးသိတဲ့အတိုင်းပါပဲနှစ်ထိုးကြီးတိုက်ပွဲကစစ်ကောင်စီရစစ်ကွေးအကောင့်200ကျော်နဲ့เนาะဘုံဘူးစိန်နေဘိုးကြီးစိန်နေအားလုံးပါလက်ရဖမ်းမိတဲ့အနေထားကလည်းဒါအောင်ပွဲရနေရာတစ်ခုပါပဲကဲဒါတော့နှစ်ထိုးကြီးရဲ့တိုက်ပွဲမှာဥဆောင်ခဲ့တဲ့ယာယီတရင်မှုရဲ့ဘာတွေပြောမလဲဆိုတာကိုနားထောင်ကြည့်ပါအောင်ဗျာမကြည့်ရသေးမျိုးတဲ့ပြန်လည်းမျှဝေပေးပါရစေနောက်ဟာလည်းကစိုးစောင်းပါလို့ဆိုတော့ကျွန်တော်ငင်းချံမျိုးနဲ့အဲဆန်းပြရွာက ဟုတ်ကဲ့အိမ်မှာတို့ပြီးသူပြီးသူစစ်ဆိုတော့ MA1 တို့ကျွန်တော်တို့ rifle ပေါ့နော်ဆရာဟို rifle ရှေ့ကြီးတွေလေအဲ့ဟာတွေတို့ချပေးတာကိုလုံးကိုလုံးကျွန်တော်တို့ဒီ shotgun တွေ shotgun တွေချပေးတယ်အဲ့အဲ့အဲ့ဒါကိုတနက်တွေကိုတို့ကအဲ့အိမ်မှာဖွက်ပြီးတော့မှအဲ့ KDB သွားကြတာအဲ့ဖွက်ရအဲ့ခွေးတွေက KDB သွားတော့ကျွန်တော်တို့နောက်ကနေအဲ့တနက်တွေနဲ့ဟိုယူချလာတာဖွက်ရအောင်ထောင်ချသွားတယ်အဲ့ဟိုကြီးထောင်ချသွားတယ် 地些米他嘞地都买哩，就、um. 那他嘞牛蛋，牛蛋我哩包，大牛蛋苗就些嘛，这里的伢那块老人闹嘛，就那送他都，属于脚东他嘞伢子，哎你也有哎，老林帮我爹爹接了都，东岳太早了。好啦，你讲你爹爹牛背头咯。好嘞好嘞，哎讲了爹爹接头嘞。 ဟိုဟာအဲ့ပါစာတွေကလင်းဝင်လာကြအောင်ဆိုကျွန်တော်တို့ချိန်ဆတာပေါ့နော်ကျွန်တော်တို့တိုက်ပွဲဖြစ်နေတာဆီလမ်းမယ်ချလာဒီဂျင်းလန်တစ်ခုပဲချလာကျွန်တော်တို့လုံးလုံးရှိမှပေး20ပေါ့နော်အဲ့ပဲချလာမှာလို့ရှိတယ်လမ်းမယ်ချလာ तू ထွက်မယ် तू ရောက်အောင်ထွက်မယ်အေးထွက်ခင်ဗျာဂမ်းမပိုင်းနဲ့ကျွန်တော်လက်မခံဘူးပေါ့နော်ဂမ်းမပိုင်းတော့လက်မခံဂမ်းပအောင်တို့စိတ်ရစိတ်ချတယ်အဲ့အပေကညနေလောက်ရောက်တော့ तू ကဒီကျွန်တော်တို့ तू ကပေါ့နော်ဒီတနက်ရှေ့ရှေ့လိုက်ပြမှာမလို့ပေါ့ तू ကြည်ပေးဆိုပြီးတော့မှ तू တယောက်ချုပ်တယောက်ချုပ် तू လိုက်တောင်းလာလိုက်တောင်းမယ်ဘဲတကွေတယောက်နဲ့ကြီး900လောက်မှလာတာတဲ့တနက်တလက်ဟုတ်ကဲ့ပါဆရာကျွန်တော်ကတော့နှစ်ထွေး ပြပြတဖန်ဟုတ်ကောနော်တို့ကြီးကျွန်တော်တို့ PDF ပေါ့တို့ PDF မြင်းညက်ခရိုင်အမှတ်လေးတိုင်ရင်မြင်းညက်ခရိုင်မတ်စက်တိုင်ရင်ကျွန်တော်မြင်းညက်ခရိုင်မတ်စက်တိုင်ရင်ယာရီမှုစိုးအောင်ပါအဲလောလောဆယ်မြင်းမြင်းချင်းတွေကတော့ကျွန်တော်တို့ဒီမှာပွဲတွေလက်စက်တိုက်ဖြစ်ထားတာပေါ့အရင်ပြီးခဲ့တဲ့ရပိုင်းမှာဖြစ်နေရလေပေါ့နော်အခုသတင်းကတော့ဒါကျွန်တော်တို့တနိုင်ငံလုံးလဲသိနေတဲ့ပုံစံဖြစ်သွားတာပေါ့နော်ဆရာဒါဒါတော့အကင်းပဲရှိသေးတယ်ဟုတ်လားအမထုတ်ပြန်ရလိုက်ပါနော် ဒီတင်နေရတော့တည့်တိုင်းပဲဆိုရင်တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်လည်းဒီတက်ပို့ပြီးစောဖို့ပဲရှိတာအခုဒီတို့ကလောက်ကိုကျွန်တော်တို့လူနေကြအရင်လားလည်းဒီလိုချိန်ပဲလူသွားတာဒီလားလည်းဒီလိုချိန်လားလူလာပဲအဲလားစီစောင့်ကြည့်ရမှာပေါ့လားစီစောင့်ကြည့်ရမယ်အပိုင်းနဲ့လာပါကြာနောက်ကြရင်အပိုင်းနဲ့လာအခုအဖွဲ့တွေရောအဲ့လိုမျိုးဟိုထိခိုက်တာပါညာရှိသေးလားဘယ်လိုမျိုးဟုတ်ကဲ့ဆရာရှိတယ်ကျွန်တော်တို့ဒီနထိုးကြီးပါကဖပါပေါ့နော်နထိုးကြီးပါကဖကာကွယ်ရေးဖွဲ့ကအဲကျွန်တော်ရဲဘော်နှစ်ဦးကဒီလေးရင် ပေါ့နော်ဘော်ဒီကြောင့်တိုက်ခိုက်မှုကြောင့်ရဲဘော်နှစ်ဦးကြာတယ်ပြီးတော့နထိုးကြီးပါကဖရဲ့လောက်ကနောက်ထပ်ကျွန်တော်အုပ်ချုပ်ရေးနေရလေပတ်နေတဲ့ထဲကပေါ့နော်ရဲကြီးတာဝန်ခံတွေတဲကတယောက် တိုက်ပွဲတွေအောင်မြင်နေလို့ပြောရှင်မှုတွေရှိနေမယ်နောက်မှာပေးဆက်နေရတဲ့လူငယ်တွေအများကြီးရှိနေကြတာလဲဒီလိုတိုက်ပွဲတွေကိုဒါမှတကယ်ကိုရှိနေတဲ့အနေအထားတစ်ခုပါပဲဒါကြောင့်တော်လန်ရေးလူငယ်တွေအားလုံးကျွန်တော်တို့တွေကနေ့စဉ်အမြအားပေးနေမှာဖြစ်ပါတယ်ကျွန်တော်တို့လေကြောင်းတိုက်ခိုက်မှုကြောင့်၃ယောက်ပေါ့ကြာဆုံးသွားတဲ့ဆရာတခြားတန်ရန်ရတွေကတော့ရဲဘော်တွေရှိရတယ်ဒါပေမဲ့စိုးရင်ရတဲ့တန်ရန်တော့မရှိဘူးအဓိကတော့သူတို့စစ်တုံးမန်းတွေကိုကျွန်တော်တို့ကဒီထိမ့်သိမ့်တဲ့နေရာမှာကျဲခံရတာဖြစ်တဲ့အတွက်သူတို့စစ်တုံးမန်းတွေကိုသူတို့အဓိကလိုက်လံချေမုန်းတဲ့သဘောပေါ့လုံးဝလက်စာဖြောက်လိုက်တဲ့သဘောမရရနော်ဘယ်လိုပဲဖြစ်ပါတော့ဒါဟိုဘက်ကကောင်းနေဘယ်လောက်ပဲတည်တည် အခုဘက်ကလူနည်းနည်းလေးတော့ထိကြိုက်တာကျွန်တော်ကမခံစားနိုင်ဘူးလေနော်ဘယ်ဖြစ်ဖြစ်ဒါထိကြိုက်ကတော့နှစ်ဖက်ရှိတာပဲပေါ့နော်ဒါဆင်ဆင်ရှုံးမြတ်မှာတော့ကျွန်တော်တို့အပုံကြီးတားတယ်ဒါပေမဲ့လေကို့လူထိကြိုက်တာမျိုးကတော့စိတ်မကောင်းဘူးပေါ့နော်ဟိုကို့အဖွဲ့တွေဘယ်လိုလဲသိပြီပေါ့နော်ပြောကြတော့တကယ်တမ်းပြောရင်ဒီဖွဲ့တွေကစစ်သားမဖြစ်သင့်ပဲလာပြီးစစ်သားလုပ်နေရတယ်လေနော်အဲကြတော့ပို့ပြီးတော့နှစ်မျိုးတာပေါ့ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်နောက်ဟိုဘာတွေမှာဆိုလဲဂယုဂယုစိုက်ပြပါပေါ့နော်ဒါတော့အာနန္ဒာနဲ့ပဲဒါတောင်းဆိုလာပေါ့တောင်းမန္တာပေါ့ဟာရတယ်ဆရာအခုကတော့သူတို့ရဲ့ဒီကျွန်တော်တို့လက်နက် ကြီးနဲ့ဒီကျွန်တော်တို့ကြီးတန်းပေါ့နော်ဒီခဲကြီးကြောင်းတော့ကျွန်တော်တို့ရဲဘော်တွေကထိခိုက်တာတွေကြာဆုံးတာတွေမရှိဘူး။ဘာပဲပြောတာကျွန်တော်လေနောက်တိုက်ခိုက်မှုကြောင့်ပေါ့ကျွန်တော်တို့ဘက်ကလည်းဒါပေါ်ဆမှုတွေလည်းရှိသွားတာပေါ့။ကျွန်တော်တို့လည်းအဲ့လောက်ထိတို့ရဲဘော်တွေပေါ်မှာလိုက်လုံမယ်လို့လည်းမထင်တာပေါ့ကြောင့်ဘယ်လိုဖြစ်သွားတာပေါ့ဆရာ။ဟုတ်ဟုတ်။ဒါပေမဲ့တို့ရရှိနေပါသွားတဲ့တန်းတွေကိုလင်းရဲကျဲသွားတာပေါ့ဆရာ။ဟုတ်ဟုတ်။အဲ့ဆိုတို့ကလုံးဝတို့တို့စီကနေပြီးတော့တယောက်ယောက်ပါသွားရင်တော့မှပဲ။ तू ကလိုက်ပြီးတော့ကိုကကိုကပြန်ကယ်နေရလို့ဖြစ်နေရနော်။ကိုကလာတိုက်တဲ့ကောင်ကပြန်ကယ်ရလို့ဖြစ်နေတယ်။ပြန်ကယ်ရတာကြာ။ သူတို့ကဟိုကျွန်တော်တို့ဒီလက်နက်ချပြီးတော့မှကျွန်တော်တို့စီပြေးလာလို့ရှိရင်ဘောလုံးကွင်းထဲမှာကျွန်တော်လူသားလေးတဲ့ကောင်လိုပဲသူတို့အာရဝမ်းသာနေသူတို့အဲ့လိုပြေးလာတာလက်ဆောင်ပြီးတော့မှလူသားလေးပဲပုံစံမျိုးသူတို့ပြောလဲပြောတတ်ပါဗျာအဲ့လိုပြေးနေတယ်အဲ့ဒါကိစ္စမရှိဘူးအဲ့ဒါကိုဘူးကြံခဲ့တဲ့အကြောင်းလေးပြောပါဝေယမောရကြံခဲ့တယ် อืมอ๋อไอ้ประมาณเราเจอดิมาตรงนั้นนี่มีลาแล้วตรุเมยอ่ะป่ะเนาะเมยတော့บายารู้เนี่ยบายารู้ตรุอ่ะโบมุป่ะเอาเที่ยวเมยเลยတော့โบยี้อ่ะบาบาเบยอ่ะเลยဆိုတော့ซีตักกะป่ะเนาะซีตักเอาพี่ခင်ဗျားတို့ဒီဘာလို့ကြံခဲ့တာလဲပေါ့เนาะတို့ကတကယ်ဆိုခင်ဗျားတို့ယာလို့နေနေဆိုရင်ခင်ဗျားတို့မရအောင်ဆွဲခေါ်အောင်ပါဘာဖြစ်လို့ခင်ဗျားတို့ထားခဲ့တာဆိုတော့ကျွန်တော်တို့အိုင်ကောင်အောင်ပြေမတော်ဘူးလေဆုတ်သွားပြီဆိုတော့တို့ကိုပဲထားခဲ့ရပါတော့เนาะတို့ကစစ်တိုက်ကြမလို့ပေါ့နောက်တန်းနေနေရတာပေါ့ငါတို့ကရှေ့ကတိုက်မှာဆိုပြီးတော့တက်သွားပြီးပါမှာတိုက်ပွဲလေးဖြစ်ရောတို့ထားခဲ့ပြီးတော့ကြီးရအောင်เนาะအားကြောင့်ကအားကြောင့်တို့ကသူတို့ကစိတ်ကောင်းနေတယ် စိတ်ကောင်းနေစိတ်ကောင်းနေအဲဘုံဘူးကဘိုးရောပါတော့အခုကတော့အဲဒီအရှင်မိထားတဲ့ဒီ၃မန်းကြီးကျွန်တော်ထားတဲ့နောက်တန်းပေါ့နောက်တန်းကိုဒီပို့တိုင်းနောက်တန်းမရောက်သေးဘူးရှေ့မှာဖြစ်နေတဲ့ရာနှစ်ပွက်လောက်ရဲ့နောက်မှာကျွန်တော်စုထားသူတို့စုပြီးကြိုးတုတ်ထားနေနေရရှိအဲ့နေရာကိုအဲ့တို့လင်းပေါ်တက်တက်ကျဲလို့သူတို့က၃ယောက်ထက်ကြသွားတာဟုတ်လားဒီကောင်တွေလိုက်ပြီးနှုတ်ပေးတာပါနော်ဟုတ်တယ်ဟုတ်တယ်အဲ့ကောင်တွေကိုတက်တက်ကျဲတာပဲအော်အော်အော်ကိုဖွဲ့ရတယ်နော်ဆော်လို့ဆော်ဒါပေမဲ့တကယ်တော့မပြည့်စုံဘူးနော်အဖွဲ့ရဟုတ်တယ်ဒါဒီဘက်ကျွန်တော်တို့ဘက်ချမ်းကအလဲပိုင်းနဲ့မှာဆိုမှလုံးဝအထီးထီး ကျွန်တော်တို့ဒီဒေါ်လာရေးဟိုစိတ်တစ်ခုနဲ့ပဲတရားမလားချမယ်ဆိုစိတ်နဲ့ပဲချနေကြတာတကယ်တမ်းပြောရင်ကျွန်တော်တို့ကမှကဒီဆယ်လီလည်းမရှိသလိုတကယ်အဲ့လိုမျိုးဟိုတခြားဒီအရာဟိုဒေတာပတ်တွေလို့ပေါ့နော်လက်လက်ခင်ရထောက်ပတ်မဲ့ဖွဲ့စည်းလည်းတိမ်မရှိဘူးပြီးရင်ကျွန်တော်နိုင်ငံသားသမားတွေရှိရဒီကိုရီးယားတို့ဂျပန်တို့အဲ့ကိုရီးယားဂျပန်တွေကျွန်တော်တို့အကျိုးချိတ်တာပေါ့နော်ကျွန်တော်တို့ဆော်ရရှိတယ်အဆော်မဲတော့ကျွန်မပြောဘူးပေါ့နော်ဗာကျွန်တော်တို့ဆုံးမှာဒါပေမဲ့လုတ်ပြီးတော့ချပြမယ်လောလောဆယ်မှာနောက်တက်နိုင်ထောက်ပတ်လို့တို့တက်ရောက်ကို9သိန်း9သိန်းတော့အဲ့လိုမျိုးပေါ့ထောက်ပတ်မျိုးမှာခါရဲဘော်တွေနဲ့ပြန်တိုင်ပြီးအဲ့မှာပလန်ကျွန်တော်တို့စေးပလန်ဟိုဘက်ကိုကောက်ချလိုက်တာချပြီးတော့ဒီထက်မှာဘယ်ဟာအဆင်ပြေမလဲပေါ့နော်အဲ့လိုမျိုးပြန်ပြီးရွေးချယ်ပြီးချကြတာ อ๋อไวดิဒါပြစ်တလို့ကိုကျုံးနေရတော့เนาะဒါမှမဟုတ်ပါနဲ့အခုဒါကြီးပဲတော့ဘာဘာရထောက်မှန်းလာပြီเนาะကျွန်တော်တို့ကတရားဟွာလောက်ခင်ဗျာတော်လိုင်းဆောဆောပိုင်းတောင်းနောက်ဆက်နေဆိုလာဆိုတော့ဘိုင်းလောက်ခင်ဗျာကျွန်တော်တို့ကတို့စီအလက်တော်တော်များများရတယ်ကျွန်တော်တို့က line မတိတ်မနေဘူးအဲဒီခုမြင်းကြံမြင်းညာပြူလေးစီရကိုကျွန်တော်တို့အရင်တော့တို့ဟိုကျွန်တော်တို့တောင်မှဒီအော်တိုမောင်းမြန်ဆိုတော့၃လက်လောက်ပဲရှိတဲ့ချိန်ခင်ဗျာတို့စီကနေ၁၀ချောင်း၁၁ချောင်းလို့တွတ်သွားပြီးနှိုက်နှိုက်လာတာဒီကျွန်တော်ပထမဆုံးအားလိုက်မှာစိုးစုံပါလို့ဆိုတော့ကျွန်တော်မြင်းကြံမြို့နယ်အဲစံပြရွာက ဟုတ်ကဲ့အဲ့ဒီမှာတို့ပြည်သူပြည်သူဆယ်ဆိုတော့ MA1 လို့ကျွန်တော်တို့ right pair ပေါ့နော်ဆရာဟို right pair ရှေ့ကြီးတွေလေအဲ့ဟာလေးတို့ချပေးတာကိုလုံးကိုလုံးကျွန်တော်တို့ဒီ short gun တွေ short gun တွေချပေးတယ်အဲ့အဲ့ဒါကိုတနက်ပြေကိုတို့ကအဲ့အိမ်မှာဖွက်ပြီးတော့မှအဲ့ KTV သွားကြတာအဲ့ဖွက်ရခွေးတွေက KTV သွားတော့ကျွန်တော်တို့နောက်ကနေအဲ့တနက်တွေနဲ့ဟိုယူချလာတာဖွက်ရမလို့ထောင်ကျသွားတယ်အဲ့ OG ထောင်ကျသွားတာဆရာအဖွက်တွေကမလွယ်ဘူးတော်တော်လိုသားရဟိုဖြစ်နေတာပေါ့အဲ့ဆိုအဲ့စံကြရွာတရွာလေးနဲ့ကိုကျွန်တော်တို့နောက်တစ်ခေါက်ကလေးလက်ပထမက ။အဲဆိုရင်ကိုလုံး၅၅လောက်ရလိုက်တယ်ကျွန်တော်တို့သုံးသာရတာအဲရွာတရွာတဲ့နေ။ဟောကတော်တော်ရင်နာနေမှာနော်။ရင်နာပါကြ။ကျွန်တော်ဒီနှထိုးမျိုးသိန်းလောက်တော့လေကျွန်တော်တို့ကတကယ်တမ်းဆိုရင်တော့ဆရာသိနေတယ်မြို့ဘူး။ကဲတင်းတင်းဖို့ခက်တဲ့အနေထားကြီးပြီးမြို့လည်းအရင်မပြည့်စည်နေချင်တာနဲ့ကျွန်တော်ကပြန်ဆုတ်ခိုင်းလိုက်တာဆုတ်လိုက်တော့ပေါ့နော်ဒီလောက်ဆိုရင်ဘာဖြစ်ပြီးသူကလည်းလင်းရဲနဲ့တောက်ချက်ဘုံကျဲတော့ကျွန်တော်တို့မြို့ကလည်းသေးတယ်လေမြို့ကသေးတော့ရေရှင်မှာလုံးမခဲရန်အင်အားနဲ့တောက်တောင်လူရဲတောင်းခဏနေဆိုတော့မခဲရန်တောင်းနိုင်ဘူးဆိုပြီးကျွန်တော်ဆုတ်ခိုင်းလိုက်တာမြို့အနေထားရေစကန်တစ်ခုပဲကြာနေတယ်ကျွန်တော်တို့တရရဲနဲ့တတ်လိုက်ပြီးတစ်ခုပဲကြာ ဟုတ်အခုလေအဲ့တုံမန်းနေရဲ့ပုံစံနည်းနည်းပါပြောပါပြောပြပါဘူးဟိုဆိုတာဘလို့လဲဟိုတိုက်ချင်ကိုက်ချင်စိတ်ကိုရှိရလားဒီကောင်နေကြည့်ရတာလောကရင်နေရကြာခုနကြည့်ဒါဒီမှာသူဒီမှာကျွန်တော်တို့ဒီထက်မှလည်းဘိုးကြီးတယောက်ပါတမကူကူကဘိုးကြီးတယောက်ကျွန်တော်တို့အရင်ဘွဲ့ရပြီးတာပေါ့နော်ပြီးတာသူသူသူကအဲ့ပထမကျွန်တော်တို့အဲ့မှာကုတ်ကူစီးရွာလာဒီအမြန်လန်းနဲ့ကျွန်တော်တို့နှစ်မိုင်မဲဝေးတာရန်ကုန်မှာနေဒီအမြန်လန်းနဲ့နှစ်မိုင်မဲဝေးအဲ့ဘာမှဝင်းတိုက်တော့ ူကထွက်ပြေးတာထွက်ပြေးတာကိုသူကဘလို့ထွက်ပြေးတော့ဆိုတော့ကျွန်တော်တို့လွယ်လေးတစ်လုံးရယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပစိုးလေးနဲ့ပေါ့ဘောင်းမီလိုလေးတောက်ကပါတော့အဲ့ဒါလေးနဲ့သူကထွက်ပြေးတာသူတယောက်နဲ့ပြေးတယ်ကျန်တဲ့ကောင်တွေအထက်မှာတက်တိုက်နေခဲ့အကုန်လုံးလဲဝိုင်းလဲဝိုင်းပြီးတော့အထက်လေကျွန်တော်တို့ဝင်ဝင်ရောက်ရှင်းလင်းနေချိန်ကျတော့ drone နဲ့စကောက်ဝေးလိုက်တော့အဲ့ဘေးကသူကပြေးနေတာသူကလေပေါ်ထဲမှာသူကပြီးတော့ကျွန်တော်တို့ကတန်ကန်နဲ့ပတ်ပြီးတော့မှဝိုင်းယူခန်းလိုက်တော့အာခင်ဗျဘဲရအောင်ပေါ့နော်အဲ့လိုမျိုးတော့သူကအဲ့ချိန်မှာကျွန်တော်မြင်လိုက်တော့လွတ်လွတ်လပ်လပ်ဆိုတော့အထုပ်ကိုသူကအဲ့ဟိုဘာလေးကိုကျွန်တော်တို့ချုံလေးကိုပြစ်ပိုက်တာချုံလေးကိုပြစ်ပြီးတော့မှခင်ဗျဘဲရအောင်ဆိုတော့ကျွန်တော်ကလည်းမီးသွေးပုတ်လာတယ် ဒီဒီဖောက်တဲ့ကဒီရောက်မဟုတ်ဘူးလို့တော့ရဲဘော်တွေကကျွန်တော်မေးတာပေါ့နော်ဒီဒီဖောက်တဲ့ကဒီရောက်မဟုတ်မင်းမတင်ငါဘူးပေါ့အဲ့ဒီလိုကအဲ့ခိုးနားကပဲဖောက်ခဲ့ရတယ်တော့ပြန်ချရတော့အမပစ္စတိုတက်လက်တွေတော့အဲ့နဲ့မင်းဒီတက်ဘောက်တာမဟုတ်ဘူးကျွန်တော်ဘိုးထဲကိုပစ္စည်းလာပို့ရင်းနေပေါ့နော်ကျွန်တော်ဘိုးမှုနောက်ကပါလာတာတဲ့ကျွန်တော်ဘိုးကဒီကသူကမလိုက်ရင်ပြတ်တယ်မင်းဘာညာပြောလို့ကျွန်တော်လိန်လာပေါ့ရမျိုးဆိုတို့ဆုံးအေးရဆိုမင်းမတင်ငါဘူးကွာလိုက်ခဲ့အောင်ဆိုပြီးတော့မှခေါ်လာတာအေးစီစီခေါ်လာပြီးတော့လိုက်ရတော့ရှင်တော့မင်းအမှန်တိုင်းဖြေမလားတက်တယ်မလားဆိုတော့အဲ့ကြမှာသူက၃ခွင်းနဲ့ကျွန်တော်ဘိုးကြီးပါတယ်တော့မှကိုကိုကအဲ့ဒီအခုဒီမှာကျွန်တော်တို့ထားတဲ့ဒီအချုပ်ဒီမှာသူကခေါင်းဆောင်မယ်သူက တော့ကိုထိတ်သွားတယ်နောက်ကသူနောက်ကဟာဂျူနီယာဂျူနီယာညီလေးတွေသူထိတ်သွားတယ်အာတကယ်မိုက်တယ်ဗျာတကယ်အားရတယ်အဲအားလုံးပဲဒါလေးကတော့နှထိုးကြီးရဲ့တိုက်ပွဲမှာခေါင်းဆောင်ဖြစ်အောင်ဝင်တိုက်ခိုက်ခဲ့တဲ့ယာယီတရင်မှုဖြစ်ပါတယ်ဘာပြီးတော့လူငယ်တွေအနေနဲ့အခုလိုမပြောရွှင်ရင်တိုက်ပွဲတွေဝင်နေကြပြင်မယ်လေအောင်မြင်မှုတွေကိုရယူနေကြပြင်မယ်လေနောက်ကွယ်မှာတော့ပေးဆက်မှုတွေရှိနေရဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့နေစဉ်နဲ့အမျှတော်လိုင်းလူငယ်တွေကိုအားပေးရပါမယ်လုံးဝကိုမမေ့မလျော့အားပေးရမယ်အနေထားတစ်ခုပါပဲ ဒီစရာနေရာဒီမှာလဲအောက်ပူလေးကိုဝိုင်းအောင်လုပ်ပေးကြဖို့ဒီနေရာကထပ်မံလို့ဆော်လိုက်ပါတယ်အားလုံးပဲဒီဗီဒီယိုတော့လည်းဆုံးသက်လိုက်ပါတယ်နောက်တစ်ဗီဒီယိုမှာနောက်တစ်ဒီနေ့တစ်လဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒူရှင်းရဲ့ channel ကို like and subscribe လုပ်သင် like and subscribe ထားပြီးဘေးကကောင်းလို့လူနေထားခြင်းပြင်နေ့စဉ်များကြက်လာသမျှသတင်းတွေနဲ့အတူတူနေ့စဉ်ဖြန့်ဝေနေတဲ့ဗီဒီယိုတွေကိုပါပြန်လည်မျှဝေပေးမှာဖြစ်တဲ့အတွက်ဒီလိုအားလုံးပဲနောက်တစ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်